ားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့အကြမ်းမြင်ဆရာမလေးအမွေဖြစ်ပါတယ်ရှင်ဒီနေ့ကတော့ဘာလာပြောပြတယ်လဲဟဲ့ဆိုရင်ကြာတာပရိသတ်သမီးများအတွက်ကို12လပိုင်းစာအတွက်ကိုလာရောက်ပြီးဟောစရံတင်ပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဆရာမလေးရဲ့အာယာရီယာတွေကိုလည်းယူခြင်းနဲ့ဇာတာလေးတွေလည်းဒီထဲမှာဖတ်သွားတာကိုလည်းနာကြားခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာမကိုအသက်လေးတွေပေး like and share လေးတွေလုပ်ပြီး follow လေးတွေအပ်ထားပေးပါဒီထဲမှာဆရာမကလပွင့်ကန့်ပွင့်စေတဲ့ယာရီယာလေးလည်းထည့်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်ပါ အဲ့တော့ဒီ12လပိုင်းထဲမှာဟိတ်ဆိုလို့ရှိရင်ကြာတော့ပလေးသားသမီးများပေါ့နော်ကန့်ကောင်းချင်းလေးတွေရယူခြင်းနဲ့ဟိတ်ဆိုရင်ဆရာမပြောတဲ့ရတဲ့ရအောင်လုပ်အောင်မယ်ပြီးတော့ဆရာမပြောတဲ့စိတ်နေစိတ်ထားမျိုးလေးတွေနဲ့နေပေးရမှာဖြစ်ပါတယ်ရှင်အာဘယ်လိုပြောမလဲဟိတ်ဆိုရင်12လပိုင်းထဲမှာကြာတော့ပလေးသားသမီးများအတွက်လက်ပွင့်ကန့်ပွင့်လာမယ်ဟိတ်ဆိုတာကိုရောသိကြပြီးပြီလားကြာတော့ပလေးသားသမီးရဲ့အကုန်လုံးကပေါ့နော်ဒီ ဆက်တလပိုင်းထဲမှာဆိုလို့ရှိရင်အရန်နေပူပင်တဲ့တောကတွေများခဲ့တဲ့အထဲမှာပါတယ်အထူးသဖြင့်ငွေရေးကြေးရေးအလိန်ခံရတာတွေအချစ်ရေးတောကပြပါရများခဲ့တာတွေစီးပွားလန့်လာပိုင်းနဲ့ပတ်သက်ပြီးငွေဝင်ပြီးငွေမမြဲတာတွေပေါ့နော်အဲ့လိုမျိုးလေးတွေပြဿနာလေးတွေ တစ်ခုပြီးတစ်ခုကြုံရတာမျိုးလေးတွေကိုကြုံခဲ့ရတတ်တဲ့ကျမ်းမာရေးခြူချတာမျိုးလေးတွေပေါ့နော်ဒီ၁၂လပိုင်း၁၇လပိုင်းထဲမှာကြုံခဲ့ပြီးပြီပေါ့နော်အဲ့တော့၁၂လပိုင်းထဲမှာအဲ့လိုတွေမဖြစ်အောင်ဘယ်လိုတွေလုပ်ရမလဲဟေးဆိုတာကိုဆရာမပြောပြပေးမှဖြစ်ပါတယ်အဲ့တော့အရင်ဆုံး၁၂လပိုင်းထဲမှာဖြစ်မဲ့အရာကိုအရင်ဆုံးဖတ်ပေးပါဟေးဆိုရင်တော့၁၂လပိုင်းထဲမှာဟေးဆိုရင်သူတို့ကလုပ်ငန်းကိန်းကအပြောင်းရွှေ့ရှိတယ်နေရာဒေသအပြောင်းရွှေ့ရှိပါတယ်ပြီးလို့ရှိရင်လုပ်ငန်းကိန်းနဲ့ပတ်သက်ပြီးဟေးဆိုရင်အသစ်တစ်ဖန်ပြန်ပြီးတော့စူးစမ်းရမယ့်နေရာမျိုးကိုရောက်ပါတယ် ပြောမယ်ဆိုလုပ်ငန်းကညာပြောင်းရွှေ့ရမယ်နေရာတစ်ဒီရနေတရာတစ်ဒေတာအစ်စ်ကိုတို့ကပြောင်းရွှေ့ရမယ်ကိုင်းလေးတွေကျုံဝတတ်တယ်ပြီးလို့ရှိရင် အာငွေရေးကြေးနဲ့ပတ်သက်ပြီးပေါ့နော်သူများကိုကိုကကူညီပေးထားတဲ့ငွေရေးကြေးလေးတွေနဲ့ပတ်သက်ပြီးစိတ်တော့ကများရတတ်တယ်တဲ့စီဝါလတ်လာပတ်နဲ့ပတ်သက်ပြီးဟဲ့ဆိုရင်ငွေဝင်လာတလောက်ပြဿနာလဲတောက်လျှောက်ဝင်တတ်ပါတယ်ဒီနေ့ထဲမှာပြောမယ်ဟဲ့ဆိုရင်အထုတပြည့်ကြီးမားဆုံးအရာပြောပါဟဲ့ဆိုရင်အိမ်အောင်ရေးအချစ်ရေးနဲ့ပတ်သက်ပြီးသူတို့ကပို့ပြီးတော့တောကပြပါရများတတ်တယ်တဲ့ ိမ်အောင်ရေးရတဲ့အဆင်မပြေအချစ်ရေးကလည်းအဆင်မပြေရတဲ့ကြားတယ်အလုတ်ကလည်းကမောက်ကမအာမိသားစုရေးနဲ့ပတ်သက်ပြီးရလဲပို့ကောင်းပုံမှန်ကြီးပဲတတ်အောင်နေတဲ့ဟိတ်ဆိုတဲ့ပုံစံမျိုးကြားရောက်မယ်ရှင်เนาะအဲ့တော့ဆန်းနှလပိုင်းထဲမှာဟိတ်ဆိုရင်စိတ်ရှုပ်စရာလည်းများသလိုစိတ်ညစ်စိတ်ဘယ်လိုပြောမလဲစိတ်ချမ်းသာမှုလေးတွေလည်းရလာဖို့အနေထားလေးရှိတယ်ပြောမယ်ဟိတ်ဆိုစိတ်ညစ်စရာနဲ့စိတ်စိတ်ညစ်စရာနဲ့ပြောစရာလေးတွေကိုယ့်အတွက်စိတ်ချမ်းသာမှုလေးတွေနဲ့ဒွန်တွဲပြီးလာတဲ့လလို့ပြောလို့ရတယ်ရှင်เนาะအဲ့တော့ ကိုကဘယ်လိုပြောမလဲဟေးဆိုလို့ရှိရင်လုပ်ငန်းကင်ငန်းနဲ့လည်းအစိမ့်မပြေလို့ရှိရင်တို့ကစိတ်ကအလွတ်လို့ပြီးစည်းတာအလွတ်လို့တွေးများတာအဲ့ကြားထဲမှာအချစ်ရင်းနဲ့ပတ်သက်ပြီးဟေးလာပြန်ပြီးဟေးဆိုရင်လည်းပို့ပြီးတော့စိတ်ညစ်ရတာစိတ်ရှိဝလာတယ်ပေါ့နော်ပြောမယ်ဟေးဆိုရင်တို့ကြာတာပရိသတ်သမီးတွေကဘယ်လိုလဲဟေးဆိုတို့စိတ်ကကြည်လင်လန်းဆန်းနေမှာဘယ်အရာမှမဆိုလုတ်တိုင်းအောင်မြင်တာလုတ်တိုင်းအဆင်ပြေတာ အဲ့တော့သူတို့ရဲ့စိတ်ကိုစိတ်ရှမ်းသာနေတဲ့အချင်းကိုကြည်ပါဟေးဆိုရင်လဲရှားပါသလောက်ပဲ။ဘာကြောင့်လဲဟေးဆိုလို့ရှိရင်သူတို့ကအမြဲတမ်းပူနေတယ်၊ရှိလဲပူတယ်၊မရှိလဲပူတယ်၊မဖြစ်သေးတာကိုလဲပူတယ်၊ဖြစ်ပြီးတဲ့အရာကိုလဲတရိပ်ရိပ်နဲ့တစိမ့်စိမ့်တွင်းနေတတ်တဲ့အထဲမှာပါလို့ရှိရင်နော်အဲ့တော့ဆရာမလေးပြောနိုင်တာကလုပ်ငန်းကံကံနဲ့ပတ်သက်ပြီးပြောင်းရွှေ့မယ်ဟေးဆိုရင်တော့ပြောင်းလို့ရတယ်၊ပြောင်းပါလို့ပဲဆရာမပြောချင်တဲ့အာနေရာဒေသနဲ့ပြောင်းမယ်ဟေးဆိုလဲပြောင်းလို့ရပါတယ်။ ပြီးလို့ရှိရင်နိုင်ငံရဲ့အကြောင်းကိုထွက်ခွာမဲ့လူလေးတွေဒီ12လပိုင်းထဲမှာဟဲ့ဆိုရင်တော့ထွက်ရမယ့်အနေအထားလေးတွေကြုံမယ်ဒါပေမဲ့အခက်အခဲလေးတွေအရင်ဆုံးလာလိုက်မယ်ပြီးတော့မှထွက်ရမယ့်အနေအထားကိုရောက်မယ်လုပ်ငန်းကိန်းကကိုပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးလုပ်နေတဲ့လူတွေဟဲ့ဆိုစိတ်တက်တွေဘုံဘုံကြနေတဲ့အချိန်မျိုးကိုကြားရောက်နေတတ်တယ်အဲ့တော့ဒီ12လပိုင်းထဲမှာဆိုဆရာမလေးပြောချင်တာက ဆရာမပြောတဲ့အရာတွေရောအရင်လုတ်ပြီးတော့မှအလုပ်ငန်းကိန်းကနေပတ်သက်ပြီးစပြီးတော့ပြန်လုတ်ပါအောင်မြင်ဖို့ရှိပါတယ်လုံးဝမရက်ဆိုင်လိုက်ပါနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လုတ်နေပတ်သက်ပြီးလုတ်နေတဲ့လူတွေပေါ့နော်အဲ့လိုမျိုးအဲ့တော့ပညာရေးချင်းနဲ့ပတ်သက်ပြီးအာသင်ယူနေတဲ့လူတွေတွေဆိုခေါင်းအေးအေးထားစိတ်အေးအေးထားပြီးတော့လုတ်သွားပါဒီ17လပိုင်းထဲမှာအောင်မြင်မယ်အဆင်ပြေမယ်ကျမ်းမာရေးကတော့ချူချတတ်တဲ့ခေါင်းမူးလိုက်ဝေလိုက်ရင်ထဲမှာလာလာလာဖြစ်လိုက်ပြီးလို့ရှိရင်လေအောက်တာမျိုးပေါ့အကျောချင်းတွေကြိုက်တာမျိုးလေးတွေကြုံရတတ်တယ်တဲ့နော် ဲ့တော့ဂျာတာပရိသားသမီးတွေကိုဆရာမပြောချင်တာကဒီ12လပိုင်းတည်းမှာအရာရာအားလုံးကိုအသက်တပံပြန်စီစဉ်ပါပြန်ပြီးတော့တိဆောက်ပါဘာကြောင့်လဲဟဲ့ဆိုလို့ရှင်ရှင်တို့ရဲ့ပွေးဆက်မှုတွေအကုန်လုံးကဘာမှအရာမတင်ခဲ့ဘူးအဆုံးနဲ့အရှုံးတွေပဲကြုံခဲ့တဲ့အတွက်ကြောင့်မလို့ ကိုဘာသာကိုဘလို့စူးစမ်းရမလဲကိုချစ်တော့ပေါ်ကိုဘလို့ရက်တည်ရမလဲဆိုတော့ကိုပဲစဉ်းစားပါ။ဘာကြောင့်လဲဆိုရှင်တို့လိုအပ်ခဲ့တဲ့အရာတွေ၊နှွေးထွေးမှုတွေ၊ကျင်နာမှုတွေနဲ့ပတ်သက်ပြီးရှာဖွေခဲ့တဲ့အရာတွေဘာတစ်ခုမှအရာမထင်တာကိုပဲတွေ့ရတယ်။နော်။ဘာကြောင့်လဲဟေးဆိုရင်ရှင်တို့ကမိသားစုအတွက်ကိုအတွက်ကိုတော့မဟုတ်ဒါပေမဲ့ အဲ့ကြာတာပရိသတ်သမီးတွေကဆွဆွဲကြက်လဲခံရတတ်တယ်သူများဆွဆွဲတာတွေလဲခံရတတ်တယ်ဘလို့လဲဟဲ့ဆိုလို့ရှိရင်အအတ္တကြီးတယ်မာနကြီးတယ်တကူကောင်းဆန်တယ်ပေါ့နော်သူ့အတွက်ပဲသူကြည်တတ်တယ်ဟဲ့ဆိုတဲ့ပုံစံမျိုးအဲ့ဒါကိုယ့်ရဲ့ယင်းနေဆုံးကိုယ့်ရဲ့ချစ်ရပါတော့လင်ရောက်ကြမိမ တို့မဟုတ်ကိုယ့်ရဲ့ချစ်ရပါတော့မိသားစုတငယ်ချင်းပေါင်းသိန်းတွေကလက်ညှိုးတိုးချင်းအဲ့လိုစွတ်စွဲချင်းခံရတယ်တကယ်အဲ့လိုမဟုတ်သူတို့တွေကမျက်နှာကြောတာမာတာပြောမယ်ဟေးဆိုရင်တခုခုစိတ်ထဲမှာဖြစ်သွားပြီဟေးဆိုမျက်နှာမှာချက်ချင်းပေါ်မူတဲ့လူမျိုးတွေအဲ့လိုမျိုးပြီးလို့ရှိရင်သူတို့ကလင်းမရှိလို့ရတယ်ဘာမှမရှိလို့ရငွေမရှိလို့တော့မရဘူးသူတို့လက်ထဲမှာငွေလေးနည်းနည်းရှိမှရွှေလေးနည်းနည်းရှိမှအင်အားတွေရှိတာလှုပ်ဖို့ခွန်အားတွေရှိတာအဲ့လိုပုံစံမျိုးပြီးလို့ရှိရင်သူတို့ကိုနှွေးထွေးမှုနဲ့နောက်ကနေတွန်းပို့နိုင်စွာလူတွေရှိမှသာလျင်သူတို့က အားရှိတဲ့အထဲမှာပါတယ်ဒါပေမဲ့သူတို့ကခိုကတ်တက်လို့လားမိတွေ့တတ်လို့လားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးရှင်သူတို့ကဘယ်လိုပြောမလဲဟေးဆိုလို့ရှင်အေးဘလောက်ပဲအလုပ်တွေပင်ပန်းပါစေဘလောက်ပဲတော့ကတွေများပါစေဒီမိသားစုသားညီညီညွတ်ညွတ်ဒီအိမ်အောင်ရေးတာတာရမယ်ဟေးဆိုလို့ရှင်အဲ့ဒီအရာတွေအကုန်လုံးကိုသူတို့ကဖျက်ချော်နိုင်တယ် အရာအလုံးကိုရင်ဆိုင်သွားနိုင်တယ်တမိသားစုလုံးလည်းသူလောက်ကြွေးနိုင်တယ်အဲ့လိုမျိုးစိတ်ပင်ပန်းမှုစိတ်ညစ်မှုတွေကသူကအယံမုံတော့လူဒုက္ခကိုလည်းအယံကြောက်တဲ့လူဒါပေမဲ့အဲ့ဒုက္ခကိုသူတို့ပဲရှာလာတာသူများကိုတနာတတ်တာလည်းနှစ်ယောက်မရှိအပြောမချို့တတ်တာလည်းနှစ်ယောက်မရှိစိတ်ဆိုးလွယ်တာလည်းနှစ်ယောက်မရှိအရွက်တိုက်တာလည်းနှစ်ယောက်မရှိဘူးနည်းနည်းဆိုကောက်ပြီးကောက်ပြီးရင်သူတို့ကပဲပြန်ပြီးတော့အဲ့လိုဘယ်လိုပြောမလဲသူများကိုပြန်ပြီးတော့အာငါလုတ်လိုက်တာမှားသွားပြီဆိုတော့နောက်မှအတွေ့မျိုးရတတ်တယ်တဲ့ ဗုဒ္ဓသာပတိသာသမိတွေကဘယ်လိုပြောမလဲဟဲ့ဆိုရင်ဥစုဥစီဥဆောင်နိုင်စွမ်းတော့ရှိတယ်။ဒါပေမဲ့တို့ကချက်ချင်းကိုဥစားပေးတတ်တယ်အချစ်ရဥစားပေးတတ်တယ်ပြီးတော့မိသားစုရဥစားပေးတတ်တယ်ဖြစ်ချင်တာနဲ့ဖြစ်တဲ့တာကိုဖြစ်ချင်တာကိုနည်းနည်းလေးဥစားပေးတတ်တဲ့အထဲမှာပါတယ်ဒါပေမဲ့လုပ်ငန်းကိန်းကန်းနဲ့ပတ်သက်ပြီးတော့ဇွဲကောင်းတတ်တယ်ရအောင်လုပ်ယူမယ်ဆိုတဲ့မမနာလေးတွေတော့တို့မှာအငြင်းအပြစ်ရှိတယ်ရှင်เนาะအဲ့တော့ စိတ်ဖတ်တာတော့ဒီနားမှာပဲခဏလေးဆရာမရက်ပေးမယ်အထူးသဖြင့်တို့ရဲ့ဘဝမှာအချစ်စစ်နဲ့တွေ့ဖို့ခေဆိုရင်အဲ့ချစ်ရင်နဲ့ပတ်သက်ပြီးချစ်စစ်နဲ့တွေ့ဖို့ဆိုရင်အကြင်ကြင်ပြုတ်လဲပြီးတော့မှအချစ်စစ်နဲ့တွေ့တာတဲ့ပြောမယ်ဆိုတို့ဘဝထဲဝင်လာတဲ့လူတွေကတို့ကိုမှီမဲ့လူတွေတွေ့ရရင်တွေ့စားမယ် သားရရင်သားစားမယ်ဆိုတော့လူတွေနဲ့ပဲကြုံခဲ့တဲ့အတွက်အိမ်အောင်ဆက်တွေများတတ်တယ်တဲ့သူတို့ကပြီးတော့ငငယ်ရွယ်ရွယ်နဲ့လည်းအိမ်အောင်ကြခဲ့တာမျိုးလေးတွေရှိရဲ့ရှင်သူတို့တွေကနော်အဲ့လိုမျိုးအဲ့တော့ဒီနေ့ထဲမှာဆ iam မလေးလုပ်ငန်းနိုင်ငံအဆင်ပြေခြင်းနဲ့ငွေရေးကြေးနဲ့ပတ်သက်ပြီးဆင်ပြေခြင်းနဲ့အချစ်ရေးတွေချုံးမွေးစေခြင်းနဲ့ဟေးဆိုရင်ကြံပေါ့နော်ကြံတတောက်ကိုသုံးစိတ်စိတ်ပြီးလို့ရှိရင်ပကံအဖြူလေးထဲမှာထည့်မယ်ပြီးရင်အောက်တပြေပန်းခွနဲ့ညို့ကိုဖျားမှလှူမယ် အဲ့ဒီကြံထည့်ထားတဲ့ခွက်ထဲမှာအပေါ်ကနေတကြားလေးဖြူပေးမယ်ပြီးလို့ရှိရင်အောင်တပြေပန်းလေးခွနညုံကိုဖျားမှာကတ်လူမယ်ဖျားနိုင်ခွနချောင်းမွေးနိုင်ခွနချောင်းဖျားပောက်တော်ရင်ခွနခွက်အဲ့လိုမျိုးနဲ့တရက်တန်းမှာကိုယ့်ရဲ့ကြာသာပရိနေမနဲ့ပိုင်းမှာတခါလဲအပီးလုံမယ်လို့အာလှူမယ်ပေါ့နော်ဖျားကိုကတ်လူပူစော်မယ်ကတ်လူပူစော်ပြီးတဲ့အချိန်အဲ့ဒီဖျားတခန်းလုံးမွေးကြံသွားအောင်မွေးနံတာတွေပတ်ဖြန်းပေးပါအဲ့ဒါတွေလှုပ်ယူပြီးပြီးဟေးဆိုလို့ရှိရင်တော့ ကိုကိုမှလည်းအမြဲတမ်းမှွေးတွေမှွေးအနန္တာတွေပေးပြီးလို့ရှိရင်ကိုစောက်နဲ့လည်းကြမ်းပါပါစေချမ်းသာပါစေဆိုပြီးမြတ်တာပို့သားအမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ရှင်တို့အတွက်အားလုံးအဆင်ပြေသွားပါလိမ့်မယ်အဲ့တော့ဆရာမလေးနဲ့အသေးစိတ်မေးမြန်းချင်တဲ့လူဆရာမစီမအဆောင်လေးတွေနဲ့လပ်ပွင့်ကံပွင့်ချင်တဲ့လူတွေတွေဆရာမရဲ့ TikTok account မှာဖေးဖို့လေးရှိပါတယ်အဲ့တဲ့ဝင်ရောက်မေးမြန်းနိုင်ပါတယ်ရှင်ကဲဆရာမကတော့ဒီနေ့ကတော့ဒီလောက်ကလေးနဲ့ပဲဟောဟိုဟာ ဆုံးသတ်ပေးလိုက်မယ်အဲ့တော့ဆ iam မလေးရဲ့ hospital လေးတွေမှန်တယ်နောက်ထပ်နောက်ထပ်နားကျင်တယ်ဆ iam မလေးရဲ့ hospital ကိုနားထောင်ကျင်တယ်ဆိုရင်တော့အသေးလေးတွေပေးအပေါင်းလေးတွေနှိပ်သွားပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ရှင်